Chrome browser ထဲကနေပြီးတော့ internet ဝင်တုံးတဲ့အခါမှာ internet line ပူကောင်းအောင် setting ချိန်တဲ့အရေးကိုပြောပြပေးမှာဖြစ်ပါတယ်။ Chrome browser ထဲကိုဝင်သွားလိုက်ပါ။ရဖက်အပေါ်ဆုံးတောင်းနာလေးကအဆက်တုံးဆက်ကိုနှိပ်ပေးလိုက်ပါ။ setting ကိုနှိပ်ပေးလိုက်ပါ။ privacy and security ကိုနှိပ်လိုက်ပါ။အောက်ဖက်ကိုတစ်ချက်ဆင်သွားလိုက်မယ်။ use security and s ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ choose another proprietor ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ customer တစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါဒီထက်မှကျွန်တော်တို့ neck dns ကိုထားပြီးတော့အသုံးလေးရတယ်ဒါမှမဟုတ်ကျွန်တော်တို့ open dns ကိုနှိပ်ပြီးတော့ဒီနေရာမှာထားလို့ရတယ် cloudflare 111 dns ကိုပြောင်းပြီးတော့ထားလေးရတယ်နောက်ပြီးတော့ကျွန်တော်တို့အောက်ထားလေးက google public dns ကိုပြောင်းပြီးတော့ထားလေးရတယ် ဒီ DNS တွေကိုကျွန်တော်တို့ဒီလိုပြောင်းပြီးတော့ထားပြီးကျွန်တော်တို့ Chrome browser နဲ့ရနေပြီးတော့ internet ကိုဝင်တုံးမယ်ဆိုလို့ရှိရင်တော့ internet ပို့ပြီးတော့ပြန်ဆန်ပို့ပါတွက်လက်လာမှာဖြစ်ပါတယ်ဒေလိုမိတ်ဆွေတို့အနေနဲ့ DNS တွေကိုဒီလိုပြောင်းပြီးတော့တုံးတာကိုစိတ်ထဲမှာတိတ်ပြီးတော့လုံခြုံမှုမရှိဘူးဆိုလို့ရှိရင်တော့မိတ်ဆွေစိတ်ချအပေါ်နာလေးက use your current service provider ပုံမှန်အတိုင်းဒီနေရာမှာထားပြီးတော့ပြန်ပြီးတုံးလို့ရပါတယ်။ Nara provider DNS ကိုပြောင်းပြီးတော့တုံးမယ်ဆိုလို့ရှိရင်လည်းပါဖြစ်တာမှမရှိပါဘူး။ Internet ကိုပို့ပြီးတော့ပြန်ဆက်ပို့ပါတော့လက်စင်မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ